မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပုံမှုချုပ်တဦးသိဆုံးပြီးဒုပုံမှုကြီးတဦးအဖမ်းခံရပြီးနောက်၆ဖြူအခြေစိုက်စစ်ကောင်စီတပ်များဖယိုးဖယဲဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ရက်ခိုင်ပြီးကြောက်ဖြူမျိုးအနီဝင်ကျင်အတွင်ဖြစ်ပွားနေသောတိုက်ပွဲများအတွင်စစ်ကောင်စီတပ်မှမူအစင်ရှိသူဗိုလ်မှူးချုပ်တအူးတိုက်ပွဲတွင်တည်ဆုံပြီးနောက်ထပ်ဒုဗိုလ်မှူးကြီးတအူးလည်းအေအေချမ်းဖမ်းဆီးခံရသဖြင့်ကြောက်ဖြူမျိုးအခြေစိုက်တရင်များတွင်ထွက်ပြေးသူလက်နက်ချသူများဖြင့်ဖျိုးဖျဲဖြစ်နေကြောင်းသတင်းရရှိပါသည်ရန်ကုန်တိုင်းအင်းနိုင်အခြေစိုက်အမှတ်၁၁ချင်းမြန်တပ်မဌာနချုပ်မှနှီးပြူဟာမူ ဗိုလ်မှူးချုပ်ကျော်မျိုးအောင်မေလ26ရက်နေ့ကကြောက်ဖြူတိုက်ပွဲတွင်ကြသွားပြီးနောက်ထပ်တိုင်းစစ်ဦးစီးမှုပထမရန်ကပအမှန်ကြီး3053နှင့်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်လေးတပ်ဖွဲ့ဝင်အချို့နှင့်အတူမေလ30ရက်နေ့ကအာရကတပ်တော် AA ထံအပန်းစီခံခဲ့ရပါတယ်။၎င်းပြင်လက်နက်ကြီးကြီးစားတိမှန်ခဲ့ပြီးစေယုံတို့ပို့ဆောင်ခဲ့ရသည့်ဒုတရင်မှုအစဉ်ဗိုလ်မှူးတအုပ်နှင့်နောက်ထပ်တပ်ဖွဲ့ဝင်9ဦးမှလည်းစေယုံတွင်တည်ဆုံသွားပြီဟုသတင်းများရရှိပါတယ်။ တရုတ်အစိုးရပိုင်းတဘာဝတက်ငွေတက်အားပြီးစယုံပါဝါချိုင်းနာနာကစစ်ကောင်စီကကင်းစခန်းကိုမေ29ရက်ကအေအေကဒရုန်းဖြင့်တိုက်ခိုက်သည့်ဖြစ်စဉ်တွင်မြန်မာစစ်တပ်ဘက်ကဒုတက်ရင်မှုအပါအဝင်6ဦးသေဆုံးခဲ့ကြောင်း BBC မြန်မာပိုင်းကမေ30ရက်နေ့ထုတ်လွှင့်သည့်သတင်းတွင်ဖော်ပြထားပါသည်။၎င်းပြင်စစ်ကောင်စီတပ်သားအများပြားလည်းအလံဖြူထောင်ရင်းလက်နက်ချကတချို့စစ်သားများမှလည်းထွက်ပြေးနေကြသည်ဟုမြေပြင်စစ်ရေးသတင်းရင်းမြစ်များကပြောဆိုပါသည်။ စစ်သားတွေအကြဆုံးများနဲ့ထွက်ပြေးနေကြတယ်အလံဖြူထောင်လက်နက်ချသူတွေလည်းရှိတယ်တရုတ်စစ်သားတွေတောင်လမ်းမရဘူးထွက်ပြေးကြတယ်လို့သိရပါတယ်တိုက်ပွဲကအရင်ပြင်းနေပါတယ်ဟုလက်ကောင်းစစ်ရေးတရင်ရေးမြစ်ကပြောပါတယ်ထို့ကဲ့သို့အခြေအနေများကြောင့်စစ်ဖြူအခြေဆိုင်တိုက်ရင်များတွင်လည်းတက်တွင်ဖျူဖျဲဖြစ်ကတက်ပြတ်တော်မီအနေထားသို့ရောက်ရှိနေသည်ဟုဒေသခံတအူကပြောပါတယ် ။စကားစားဘက်မှာအကြဆုံးများလာသည့်အပြင်ထွက်ပြေးသူများလာတယ်။အလံဖြူထောင်ပြီးလက်နက်ချသူတွေလည်းရှိတယ်။မြို့ပေါ်အုပ်ချုပ်ရေးအတိုင်းဝိုင်းကိုပါအကြီးကျယ်ကြရဲရိုက်လျက်ရှိနေတယ်ဆိုတာလည်းမှန်ပါတယ်။အခုကတက်တွင်းမှာစိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူအကြီးကျယ်ဖျို့ဖျဲဖြစ်နေတယ်ဟုပြောပါတယ်။စစ်ပွဲအခြေအနေကိုအနီးကပ်စောင့်ကြည့်နေသူနိုင်ငံရေးသမားတအုပ်ကလည်းစစ်သားများကစင်ကလျားထွက်ပြေးနေသည်မှမှန်ကန်ပြီးစစ်ကောင်စီတပ်သားများကိုအရက်ကတက်တော်ကနေစင်နေအမြဖမ်းဆီးရမိနေသည်ဟုလည်း တရင်ဌာနကိုပြောဆိုထားပါတယ်။ကြောက်ပြူတိုက်ပွဲတွေအတွင်းစစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေကမြေပြင်တပ်ဖွဲ့ဝင်တွေကိုစစ်တိုက်ဖို့အတင်းအဓမ္မအမိန်ပေးစေခိုင်းနေပေမယ့်လက်ရှိပကတိမြေပြင်မှာတော့တရင်အလိုက်စိတ်သက်ပြပြပြီးတိုက်လို့ခိုက်လို့စိတ်မရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအေအေထံမှယခုရက်ပိုင်းအတွင်းလက်နက်ဖြင့်လက်နက်မဲ့အလံဖြူထောင်ကစက်တိုက်အလင်းဝင်နေကြတယ်လို့လည်းသိရတယ်ဟုပြောပါတယ်။ ကြောက်ဖြူတိုက်ပွဲကိုအတိခဦးဆောင်တိုက်ခိုက်နေသည့် MSD ချင်းမြန်ထမဌာနချုပ်မှနေပြည်တော်မှဘုံမူကျောက်ကျော်မျိုးအောင်တိုက်ပွဲတွင်ကြာသွားပြီးနောက်တန်းတိုင်းစစ်ဦးစီးမှုဒုတိယဘုံမူကြီးကျော်လင်းကျိုင်လည်းလက်ရဖန်စီခံလိုက်ရသဖြင့်စစ်ကောင်စီတပ်တွင်တွင်အထူးစိုးရိမ်ထွက်လန့်မှုများဖြစ်ပေါ်လျက်ရှိကြောင်းမြေပြင်စစ်ရေးတရင်ရင်းမြစ်များကပြောဆိုပါသည် ဆက်လက်ပြီးမလေးရှားမှာအဖွဲ့အစည်းတွေကိုကွာလန်လန်ပူတို့ဖိတ်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေသောပြည်ပခါအတွက်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိရန်ဥဆောင်ဥရပြုလာသည့်သဘောဖြင့်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်မှာအဖွဲ့အစည်းတွေအား ကွာလာလမ်ပူတို့လာရောက်ဆွေးနွေးရန်ပြီးခဲ့တဲ့လကပင်ဖိတ်ခေါ်လိုက်ပြီးဖြစ်ကြောင်းထုတ်ပေါ်ပြောကြားလာခဲ့ပါတယ်။စစ်အုပ်စုမှတာဝန်ရှိသူများစစ်ဖက်ထောက်လှမ်းရေးအရာရှိများလည်းလှုပ်ဖို့တိုက်တွန်းကြောင်း၎င်း၏ရှန်ဂရီလာဒိုင်ယာလော့မေကွန်တွင်ထည့်သွင်းပြောဆိုသွားခဲ့ခြင်းဖြစ်ပါတယ်။မြေသည့်အဖွဲ့များကိုဖိတ်ခေါ်ထားသည်ဆိုတာကိုတော့ မလေးရှားအစိုးရသတင်းဌာနဘာနာမားတွင်ဖော်ပြထားခြင်းမရှိသေးသည့်ကိုတွေ့ရသည်။မြောက်လိုင်းရွေးကောက်ပွဲနှင့်ပတ်သက်ပြီးမြင်းမြန်းတင်ညာကိုဖြေကြားရာတွင်မြန်မာတွင်အရေးကြီးဆုံးဦးစားပေးလုပ်ရမည်ကငြိမ်းချမ်းရေးလုံခြုံမှုရှိရေးနှင့်လူသားချင်းစာနာထောက်ထားသည့်အကူအညီများပေးနိုင်ရေးတို့ဖြစ်သည်ဟုဆိုသည်။ အကြွေရွေးကောက်ပွဲသည်တရားမျှတမှုရှိပြီးဤသူကိုများဖဲထုတ်ထားခြင်းမရှိဘဲအလုံးပါဝင်ခွင့်ရမည်ဆိုကအပြစ်အနာစာရှိမည်ဆိုလျင်ပင်လက်ခံနိုင်စရာရှိသည်ဟုလည်းပြောသွားခဲ့သည်ဤသည်ကပင်၎င်းပြောသည့်အချက်များမရှိကမြောက်လာဤရွေးကောက်ပွဲနှင့်ပတ်သက်၍အာဆီယံ၏မူဝါဒပိုင်းဘာမှအထူးထူးခြားခြားပြောင်းလဲသွားမည်မဟုတ်ဆိုတာကိုအသိပေးလိုက်ခြင်းပင်ဖြစ်သည် အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင်အာဆီယံ၏အထူးသဖြင့်အနဝါအီဘရာဟင်အပေါ်ဝေဖန်မှုများမြင့်တက်လာခဲ့သည်။အာဆီယံ၏မလုံမရှက်နှင့်ကုလရာဆွေးတွေးနေမှုများကြောင့်မြမအရေးတွင်ဘေးရောက်သွားပြီးအခြားနိုင်ငံများကတက်တက်ကြွကြွနှင့်စစ်အုပ်စုအကျိုးရှိရာရှိကြောင်းဝေရောက်ဆက်ဖက်နေကြသည်ဟု Frontier မြန်မာ၏ Editor အော်ဘော်တွင်ရေးသားထားသည်။ အနဝါဒီဒီပေးရင်းမျိုးနဲ့အတွင်းရှိခြေရွာစာတင်ကြောင်အားပုံကျဲတိုက်ခိုက်ပြီးနောက်တွင်ပင်တိသာထင်ရှားသောတိုးတက်မှုများရှိလာပြီးဟုပင်ပြောဆိုခဲ့သူဖြစ်သည်မြန်မာအရေးကိုဖြည့်ရှင်းရန်တာဝန်ရှိနေသူမှစုခင်းလန်းကိုပန်းမွေရာအလားပြောဆိုနေခြင်းကပင်၎င်းဥဆောင်မှုအပေါ်အမှန်တကယ်ဖြစ်ပျက်နေမှုများနှင့်စိုးရိမ်ဖွယ်ရာကောင်းလာအောင်ကင်းကွာနေခြင်းဖြစ်သည်ချို့ပင်စိတ်အုပ်စု၏ apologist ကကွယ်ပြောဆိုနေသူများဟုလက်ခံထားကြသည်။ဒါစင်နှင့်ဟွန်ဆန်တို့အားလည်းအာဆီယံရေးရာအလို့သဘောအကြံပေးများအဖြစ်အသုံးပြုနေပြန်သည်။၆လကျော်လာခဲ့ပြီဖြစ်တော်လေအန်နဝါအဖို့စာရွက်ပေါ်တွင်သာရှိခဲ့သည့်အပြစ်ခက်ရဲစဲရေးမှလွှဲ၍ဘာတစ်ခုမှမေမေရရထုတ်ပြနိုင်ခြင်းမရှိခဲ့။ မယောင်လိုက်နေပင်ကိုတိုင်ကိုကြဆက်ကားပြောပြီးဖြစ်ပါလျက်ဘာမှဖြစ်မလာပဲ၎င်းပြောသည်များခေါင်းငိတ်နေရသည့်နောက်လိုက်နောက်ပေါင်များကိုကွာလန်လန်ဘူးတို့ဖိတ်ခေါ်တော်လဲဤသူများအကြောင်းထူးပေမည်နီအားလုံးမျော်လင့်ထားသည့်အန်တဝါသည်ရလာသည့်အခွင့်အရေးကိုလက်လုခရသူအဖြစ်ဝေဖန်ခံနေရ၍၎င်းလုံးပေးနိုင်တာတစ်ခုကောက်လုလာခြင်းလည်းဖြစ်ပေသည်စိတ်ဖောက်ပြန်မှုအစ္စနတီဆိုတဲ့အတိတ်ဘက်ကအရာတစ်ခုတွေကိုထတ်တလဲလဲလုံနေရင်ကွဲပြားသောရလက်များထွက်ပေါ်လာမည်ဟုမျှော်လင့်နေခြင်းဟုပင်အယ်ဒီတာကရေးသားထားသည် ်ထို့သောချက်တလဲလဲမလုပ်ဘဲလှုပ်ချင်ရလှုပ်နေကြသည့်စစ်ဘိုလ်ချုပ်ဆိုသူများကူမိတို့ခင်မွန်တရပိနေနီစစ်ကာဖန်ဒီယာဟုပင်ဆိုရတော်မူဖြစ်သည်အိန္ဒိချင်းနိုင်ငံများကကုံသွေးရေးစစ်ပွဲကြီးဖြစ်လာနေ၍၎င်းတို့နိုင်ငံအရှိမပြတ်ဖွံ့ဖြိုးတိုးတက်အောင်မိတို့လုပ်ရမည်နေဟုအစီအမံများချကရုံးကန်နေကြခြင်းတွင်မြန်မာစစ်ဘိုလ်ချုပ်များကတော့၎င်းတို့ဝင်ငွေရရရကြောင်းကုံစီများပို့ဆောင်တင်သွင်းနေမှုကိုတရားမဝင်ပစ္စည်းများအဖြစ်ဖန်ဆီးပြီးလီလန်တင်ရောက်ချရန်ကြံနေကြသည့်အတွေ့အခေါ်မျိုးသာရှိနေစေဖြစ်သည် အာနာသာတနက်ပြပြီးအလွယ်တကူသိမ်းလိုက်ကြတော့လေတိုင်းပြည်စည်းပွားတိုးတက်အောင်မိတို့လောက်ရမည်ကိုခေါင်းနဲ့မရှိကြရှိပြန်လေမလောက်တတ်သည့်အပြင်ရခင်ရှိထားပြီးသားများကိုပင်ဖြိုဖျက်ပစ်ခဲ့ကြသည် ဘူချုပ်ကြီးဘူချုပ်လက်ဘူချုပ်ပေါက်စာဘူချုပ်ဟောင်းများပါမကြမ်းမြန်မာအာဏာသိမ်းပြီးကိုမထောက်ခံသူဟု၍မရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောက်တွင်အနေအဆားကျက်လာကြ၍လေဖြစ်သည်မြန်မာလိုင်းကိုယ်တိုင်၎င်း၏မိသားစုအရေးစိုးရင်ကြောင်ကြလာပြီးဩစာတက်ရောက်မှုလည်းရှိတော်မူမဟုတ်၍အလွေကလေးလှုပ်လိုက်ခြင်းသာဖြစ်သည်ယခုမြန်မာလိုင်းကိုယ်ကိုင်တွေရာတွင်အပြစ်ဆိုနေကြသည်ကအာဏာသိမ်းခဲ့၍မဟုတ်စစ်ကိုနိုင်အောင်တိုက်နိုင်သည့်အရေးအချင်းမရှိသောကြောင့်ပင်ဖြစ်သည်ယခုတက်မှမှုအစဉ်ပင်ဖက်တိုက်နေကြရသည့်အထိအခြေအနေဆိုးဝါးလာနေပြီဖြစ်သည်အဖမ်းခံရ သူခံရလက်နက်ချသူချတည်သူတည်ဖြစ်ကုန်ကြသည်၎င်းတို့အဖွဲ့ကရခိုင်လက်ဆွဲအိတ်လီမြာဆွဲကလွတ်တော်ခံမာတွေထိုင်နေရသည့်အဖြစ်ကိုလွှမ်းစွနေကြတော်မူဖြစ်သည်ပြည်သူတို့၏တရားတော်တွန်းလှန်စစ်မုတ်ချအောင်မြင်ရမည် ဆက်လက်ပြီးချင်းပြည်တက်တဲ့စစ်အုပ်စုတိုက်ပွဲမှာအတိနာအသေးများပြီးရှေမတိုးနိုင်စစ်သုံးဘန်းစေဦးကျော်ကိုချင်းတက်တွေကဖမ်းမိထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။သကိုင်းတိုင်းကလေးမျိုးကနေချင်းပြည်တီးတိမ်မျိုးနဲ့ပတ်ကလေးတီးတိမ်ကားလိုင်းအတိုင်းအင်အားအလုံးကြီးနဲ့တက်လာတဲ့စစ်အုပ်စုကိုချင်းတော်လိုင်းရဲတပ်တွေကကြားပြတ်တိုက်ခိုက်ရာစစ်အုပ်စုအတိနာအသေးများပြီးရှေးဆက်မတိုးနိုင်သေးဘူးလို့ဒေသခံစီရေးသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။စစ်အုပ်စုက15စီလုံးအင်အားရာခဏနဲ့ မေလ20ရက်မှာကလေးတီတိန်လိုင်းအတိုင်းတီတိန်မျိုးနဲ့တင်းစစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီးတိုင်းငင်းရွာအနီးမှာချင်းတော်လည်ရေတက်တွေကဈာဖြတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။တိုင်းငင်းရွာအနီးမှာတပတ်ကျော်ကြာတိုက်ပွဲဖြစ်နေပြီးစစ်အုပ်စုအထိနာအသေးများကရှေ့ဆက်မတိုးနိုင်သေးသလိုတိုက်ပွဲအတွင်းကထွက်ပြေးလာတဲ့စစ်အုပ်စုစေဦးကျော်ကိုလည်း၃ဘန်းအဖြစ်ဖမ်းဆီးရရှိထားတယ်လို့ဒေသခံစစ်ရေးတရင်ရင်းမြစ်တဲ့ဦးကပြောပါတယ်။စစ်တောင်းကရှေ့ဆက်မတိုးနိုင်သေးပါဘူး။ကော်ပီချန်ကနေတိုင်းငင်းတောင်ဘက်မြောက်ဘက်ကနေတက်လာတယ်။ကားတွေကတော့တစ်စီးပဲပါတော့တယ်။၁၄စီးကနောက်ပြန်ဆုတ်သွားတယ်။ တိုင်းငင်းတောင်ဘက်မြောက်ဘက်တော့ခြေကျင်တဲ့တက်လာတယ်ထွက်ပြေးကြသူတွေများတယ်ဆက်လေးဦးလောက်ဖမ်းမိထားတယ်ချင်းတော်လည်းတက်တွေရဲ့ပိတ်ဆို့တိုက်ခိုက်တာခံရတဲ့စစ်အုပ်စု80မတိုးနိုင်သေးပေကားဆက်လေးစီးကတော့နောက်ကျောင်းပြန်ခောက်သွားပြီလို့ဆိုပါတယ်လက်ရှိမှာကျေးလင်းစစ်ကြောင်းအဖြစ်ရှေ့ဆက်တိုးကိုစူးစမ်းနေတဲ့စစ်အုပ်စုဟာကားလမ်းဘေးမှာရှိတဲ့ coffee chain အနီးနေရာယူထားပြီးယခုရက်ပိုင်းရာသီဥတုဆိုးရွားတာကြောင့်မေလ31ရက်မှာတော့တိုက်ပွဲကြီးတက်နေတယ်လို့စစ်ရေးသတင်းရေးမြစ်ကပြောပါတယ်မိုးရီကရွာနေတယ်ဘာမှမမြင်ရတော့ ဒီတိုင်းမဲ့တိုက်ပွဲကတော့ငြိမ်နေတယ်။ကလေးတီးတိန်ကလန်အတိုင်းအင်းအားအလုံးရင်းနဲ့တက်လာတဲ့စစ်အုပ်စုကိုမွယ်ပြီးရွာဟိန်စင်ရွာနဲ့ကော်ပီချန်အနီးကလန်တက်ရှောက်မှာချင်းတော်လန်ရေးတက်တွေဖြစ်တဲ့ PDF, Zolan, SDM, CN, CDF, KGG စတဲ့တက်တွေနဲ့မဟာမိတ်တပ်ပေါင်းစုတွေကပိတ်ဆို့တိုက်ခိုက်နေတာလို့ဆိုပါတယ်။တစ်ချိန်တည်းမှာပဲစစ်အုပ်စုရန်ကြောင်းကလေးတီးတိန်လမ်းမကြီးပြီးမှရှိတဲ့မွယ်ပြီးဟိန်စင်ခိုင်ကန် ချေးစံတိုင်ငင်စတဲ့ကြေးရွာတွေကထောင်ချီတဲ့ဒေသခံပြည်သူတွေတောတောင်အတွင်းစစ်ပေးရှောင်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့စစ်ရှောင်အကူအညီပေးသူတအူကပြောပါတယ်။မိုးရွာရွာနေတော့တီးရတာတော်တော်ဒုက္ခရောက်တယ်။အိန္ဒိယဘက်ပြေးကြတယ်။တချို့ကတော့ကြီးတိမ်ဘက်ပြေးကြတယ်။တိုက်ပွဲဖြစ်နေတာကြောင့်ကလေးတီးတိမ်ကလမ်းမကြီးကိုမတုံးမပြူဖို့စီရင်စီဒီယမ်စီဗစ်ဒစ်ဖရန့်မလီရှာစီဒီယမ်စီရင်ကမေလ20ရက်ကလေးကသတိပေးချက် ထုတ်ပြန်ထားပါတယ်။ စက္ကစတချင်းတောင်ဘက်သို့စစ်တောင်းထူလာသဖြင့်ကလေးတိုင်းငယ်လမ်းမကြီးကို2025ခုနှစ်မေလ20ရက်နေ့လယ်7:00နာရီနောက်ပိုင်းအတက်အစင်းအလုံးကိုယာယီပိတ်ထားပါရယ်။ပြန်မဖွင့်မချင်းပြည်သူများမှကလေးတိုင်းငယ်လမ်းမကြီးကိုအသုံးမပြုရန်တောင်းဆိုအပ်ပါသည်။ယာယီပိတ်ထားပြီးချိန်နောက်ပိုင်းပြဿနာတစ်ခုမျှတာဝန်ယူမိမဟုတ်ကြောင်းအရေးပေါ်ထုတ်ပြန်အပ်ပါသည်လို့ CDF, CDM, CIN ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်။တိုက်ပွဲတွေဖြစ်ပွားနေချိန်စစ်အုပ်စုစစ်တောင်ကနေထွက်ပြေးလာတဲ့တပ်သား6ဦးမိလ21ရက်မှာတော့လက်နက်နဲ့အတူ ကလေးမျိုးမျိုးပြပြောက်ကြအဖွဲတန်းအလင်းဝင်ရောက်ပူပေါင်းနေလို့ကလေးမျိုးတော်လည်းရဲဘော်တူကပြောပါတယ်6ဦးလာပေါင်းနေလို့သိရတယ်လက်နဲ့ပါတယ်ချင်းပြည်ဖလန်းမျိုးအပါဝင်မင်းတက်ကံပတ်လက်မတူပြီးတွန်းဆန်းကြီခါရိတ်ခေါ်တာလိုင်လင်းပြီးကျင်တွေးမကွေးအိမ်နူနှာရိန်ရေစွာဝေဘူးလစူခွားမျိုးတွေကိုချင်းတော်လန်ရေးတက်ပြီးကသိမ့်ပိုက်ထားပြီးပလဝါနဲ့စမီးမျိုးတွေကိုအားရက်ကတက်တော်အေအေကသိမ့်ပိုက်ထားပါတယ်။လက်ရှိချင်းပြည်မှာဟာကချန်တလန်ခိုင်ကန်းနဲ့တိတိတ်မျိုးတို့မှသာစစ်အုပ်စုကြန့်ရှိတော်ပြီးချင်းပြည်တဝန်းစ စစ်အုပ်စုကင်းစင်ရေးဆက်လက်တိုက်ခိုက်မယ်လို့ချင်းတော်လိုင်းရဲတပ်တွေကကြေညာထားပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။